ကျောင်းဆရာလေးကိုမြင့်မောင်ကမူလာတန်းပြကျောင်းဆရာတယောက်ဖြစ်ပါတယ်။သူကဒီရွာမှာမူလာတန်းကလွဲပြီးတော့ဘယ်တန်းမှမပြပါအတန်းပြောင်းရင်ပြောတော့လေသူကိုယ်တိုင်ကမပြောင်းမှသူပြတော့အတန်းသူပြတော့ကျောင်းသားကျောင်းသူများကိုသာဂယုဆိုင်တယ်။သူကိုအခြားဆရာဆရာမများကလူ့ကွာစား လူတယူတန်လူအတ္တဆရာလို့ဝိုင်းပြီးတော့ပြောကြတယ်။ဒါပေမဲ့ကိုမြင့်မောင်ကတော့ဂယူမဆိုင်ပါ။သူပြသောအတန်းကလေးတွေကတော့သူ့ကိုချစ်ကြတယ်။သူကလည်းချစ်အောင်နေတတ်တယ်။မနဲ့အိမ်ကကြောင်းလာရင်ကလေးတွေအတွက်ဆိုပြီးတော့ကြားလုံးလေးတွေဝယ်လာပေးတယ်။ကလေးတွေကိုလည်းဘယ်တော့မှစူးစဲရိုက်နှက်တာမျိုးမရှိဘူး။သူပြောတာကိုကလေးတွေကလည်းနားထောင်နေ။ကိုမြင့်မောင်ကစကားပြောလင်လေအမြဲပြုံးရှင်သောမျက်နှာဖြင့်ပြောဆိုတတ်၍ကလေးများကလည်းမကြောက်ပါ။ဒါပေမဲ့ပြောစကားတော့နားထောင်နေ။ တနေ့တွင်ចောင်းသားတကူကသူ့ရဲ့နဘေးတွင်ကလေးမလေးစီမှခဲတဲ့တဲ့ချောင်းလူယူလိုက်တယ်။အဲ့ဒီအခါအလူခံရတဲ့ကလေးကငိုပြီးတော့ဆရာကိုမြင့်မောင်စီကိုလာတိုင်းတယ်။တွားခါဆရာကိုမြင့်မောင်ကခဲတဲ့လူတဲ့ចောင်းသားကိုခေါ်ပြီးတော့ကလေးကသူ့စီကခဲတဲ့လူတဲ့ဆိုဟုတ်ကဲ့ဆရာဘာကြောင့်လူရတာလဲ။တားမှာခဲတယ်မပါလို့လား။ ဟုတ်ကဲ့ဆရာတားကိုအမိကခဲတယ်မဝယ်ပြီလို့ပါကိုမြင့်မောင်လည်းခလေးရဲ့ပွင့်လင်းတဲ့အပြောကြောင့်ခဲတယ်လူတော်ကလေးကိုတနာသွားတယ်ထွာကကိုမြင့်မောင်ကခဲတယ်လူတဲ့ကလေးကိုကြည့်ပြီးတော့သူ့ရဲ့ဇပွဲထဲမှခဲတယ်တချောင်း၌ကခြွန်စဲဖြစ်တခါတည်းခြုံပေးလိုက်တွေ့တယ်ပြီးနောက်တူလူယူခံရတဲ့ခဲတယ်ပိုင်ရှင်ထံကိုပြန်ပေးခိုင်းလိုက်တယ်ထွာကအเจ้าသားလေးကတူလူတဲ့ခဲတယ်ကိုသူ့ရဲ့လွယ်ရည်ထဲမှယူကထုတ်ပေးလိုက်တယ်ပြီးနောက်ကိုမြင့်မောင်ကတားတို့ နောက်ဆိုရင်သူများပစ္စည်းကိုမခိုးရဘူးမတိအောင်လည်းမယူရဘူးမလုရဘူးနော်လိုချင်တာရှိရင်ဆရာစီကိုလာပြောနော်ဆရာပေးမယ်ဟုတ်ပြီလားဟုတ်ကဲ့ပါဆရာတားလို့နောက်ဆိုရင်သူများပစ္စည်းကိုမယူတော့ပါဘူးအဲ့ဒါလိုပြောကကလေးများနဲ့အတန်းထဲသူဝင်ထိုင်လိုက်လေတော့တယ်။ကိုမြင့်မောင်ရဲ့စေနာမြတ်တာကြောင့်ကလေးများကဆရာကိုချက်ကြတယ်။ကိုမြင့်မောင်လည်းကလေးတွေကိုချက်တယ်။သူ့ရဲ့အလုပ်ကတော့ကလေးတွေကိုစာပြတယ်။အိမ်ပြန်ရောက်ရင်တော့သူ့ဝါသနာပါတဲ့ဖိုးထိုးခြင်းအလုပ်ကိုလည်းလုပ်တယ်။သူ့ကိုတခြားသူတွေကပြရာယူတန်ယူလို့ခေါ်ကြတယ်။ဒါကလည်းရှေ့တွေမခေါ်ပါ။နောက်ွယ်မှခေါ်ခြင်းပဲဖြစ်တယ်။ ူကတော့ဘသူတွေပါပြောပြောဂယူးမဆိုင်ပါ။အเจ้าကပြန်ရင်ဖိုထိုးနေရရင်ကိုကျင်းနေနေသူပဲဖြစ်တယ်။သူ့ရဲ့လုံးကတနေတည်းမဟုတ်ဘူးနေ့တိုင်းဖြစ်တယ်။သူနေ့တိုင်းဖိုထိုး၍နေရ၍သူ့အာယုံကဖိုတန်ဖြစ်တော့ဖားဖိုဤရှူရှဲရှူရှဲဟုသောအတန်မကြားရလျင်အိတ်မပြောတော့ပါ။ကိုမြင့်မောင်ကရွာရဲ့ထိတ်မရောက်တယောက်တွင်ဆဲပေပက်လေတတလေးသာကျဲတဲ့အိမ်လေးမှာတယောက်ထဲနေတယ်။သူ့ရဲ့မိဘတွေကသူငယ်ငယ်ကလေးကဆုံးသွားသွားတယ်လို့ပြောကြတယ်။သူ့ကိုတော့ဘုန်းကြီးเจ้าကမွေးစားပြီးတော့အเจ้าပညာသင်ပေးခဲ့တာ။သူဆယ်ထဲမှာနှစ်နှစ်ကြာ၍အเจ้าဆက်မတက်တော့ပဲရွာကကလေးတွေကိုစာပ ြပေးတဲ့အလုံးပဲလုပ်တယ်။ကျောင်းသားမိဘတွေပေးတဲ့ငွေစားလေးတွေနဲ့ပဲကျင်းနေနေတယ်။သူ့ရဲ့ဘဝကိုလည်းဆက်ခဲ့တယ်။ကျောင်းသားမိဘများပေးတဲ့ငွေစားလေးတွေနဲ့သူ့ဘဝသူလှအောင်နေတယ်။တခါတလေကျောင်းသားများကိုလည်းမုံများပင်ပြန်ဝင်ကြွေးလိုက်သေးတယ်။ဒါကြောင့်လေကျောင်းသားမိဘတွေကဆရာကိုမြင့်မောင်အတွက်ဆိုရင်တော့ဟင်းတစ်ခွက်ကတော့အမြင့်လာလာပို့တယ်။ကိုမြင့်မောင်ကလည်းသူ့မှာကအပူကုံစရာမရှိတော့ရတဲ့အချိန်ပိုလေးတွေမှာသူဝါသနာပါတဲ့ဖိုးထိုးခြင်းနဲ့ပဲအချိန်ကုန်ခဲ့တယ်။တနေ့တွင်ကျောင်းပည့်ရဖြစ်ပြီးဖိုးထိုးဖို့ပြင်နေလေတော့တယ်။ ီးဘိုတဲကမီးသေးတုံးလေးများကိုအရင်ထည့်တယ်ပြီးနောက်လုံးလေးထဲမှာရှိတဲ့ပြသားလုံးလိုလိုအဖြူတုံးအမဲတုံးလေးနှစ်တုံးတန်တုံးကိုရှိသေးလားလို့အရင်ကြည့်လိုက်မိတော့တယ်ရှိနေတာကိုတွေး၍ထမင်းအိုးကျက်၍ချင်းရှိနေသောမီးသွေးများပေါ်တွင်လုံးလေးတင်မီးသားဆိုတော့တစ်ဖက်တွင်ဖားဖို့လေးကိုကျိုးဆွဲလိုက်လေတော့တယ်ဖားဖို့မှထွက်လာသောအတန်ရှူရှဲရှူရှဲဟူသောအတန်နဲ့အတူတစ်ဖက်ကမီးဘိုရဲ့အောက်အပေါက်မှလေများတက်လာက မိသေးကလေးများရဲကနေတက်လာလေတော့တယ်ပြီးနောက်ဖားဖို့ကိုမမန်လေးဆက်ပြီးတော့ထိုးကလုံထဲသူမျက်လုံးကစူးစူးရှက်ရှက်ကြည့်နေမိတော့တယ်ထိုအခါလုံထဲတွေမျက်နှာလေးတစ်ခုပေါ်လာလေတော့တယ်မျက်နှာလေးကတော့အမျိုးသမီးတဦးရဲ့ပုံဖြစ်တယ်ပြီးတော့မျက်လုံးကိုမိတ်ခါဖားဖို့ကိုလက်တစ်ဖက်ကမပြတ်ထိုးနေလေတော့တယ်ထိုအခါရှူရှဲရှူရှဲရှူရှဲဆိုတဲ့အသံကတဖြည်းဖြည်းပြောက်ခါသူ့ကိုလူတယောက်ကစကားတခွန်းလာပြောနေတယ်လို့ထင်မိတယ်ပြီးတယ်နောက်မိကနဲ့ထိုင်ကအိပ်ပြောသွားလေတော့တယ်ခနဲ့ကမြင်လိုက်တော့မျက်နှာလေးနဲ့ကောင်းမလေးတယောက်မြင်းခွင်းထဲကနေပေါ်လာလိုက်တယ်၎င်းမင်းကလေးကစပိန်စီလာတယ်သူ့ ွေးတွင်ကောင်မလေးနှစ်ယောက်ရန်ကရွာလန်းတလျှောက်ထန်းတော်တဲ့ကဖြက်ခါစီးလာလေတော့တယ်ထွက်ခါထန်းနေရှိသောနေရအရောက်တွင်အလဲကအမျိုးသမီးကရုတ်တရက်ဆပိန်းလဲကြကမြေပြင်မှအရာတစ်ခုနဲ့စောင့်မိပြီးသွေးများထွက်လာတာကိုတွေ့ရတယ်ဟင်း ။တွေးတယ်တွေးတယ်တွေးတယ်လို့ယုတ်တရက်အော်ကလန့်သွားလေတော့တယ်။ကိုမြင့်မောင်လည်းဖိုးထိုးရကနေအိတ်ငိုက်နေရကယုတ်တရက်လန့်လို့သွားလေတော့တယ်။နိုးနိုးချင်းစိတ်ဘူးက၎င်းမင်းကလေးကိုသူ့မှတ်မိနေတော့တယ်။ထိုမင်းကလေးကိုလည်းသူစိုးရိမ်မိသွားတယ်။သူ့မှတ်ခဲ့တဲ့အိမ်မက်အရာဆိုရင်တော့သူ့မမှအန်နီရရှိနေပြီလို့သိလိုက်ရတယ်။သူ့ရဲ့အိမ်မက်ထက်ကအမျိုးသမီးကတွေးတယ်ထွက်ပြီးတော့လဲကျသွားတာသာသိခဲ့ရတာ။တည်သလားရှင်သလားဆိုတာလည်းမသိလိုက်ဘူး။သူဆုံးဖြတ်ချက်ချလိုက်တယ်။၎င်းအမျိုးသမီးကိုသွားပြီးတတိပေးရမယ်လို့ဆုံးဖြတ်လိုက်တယ်။သူ့ရဲ့အိမ်မက်ကမှန်ခဲ့ရင်တော့သူဟာရှစ်ဖြစ်မဲ့နမိတ်လက္ခဏာတွေကိုဒလုံမြင်တွေ့ရတာ ဟာကောင်းတဲ့လက္ခဏာတော့မဟုတ်နိုင်ဘူးဒါပေမဲ့ဘာကြောင့်ဒလုံသူ့ကိုလာပြီးတော့အိမ်မက်ပေးရတာလဲလို့ကိုမြင့်မောင်ကစဉ်းစားမိရဖြစ်နေတော့တယ်ဘာပဲဖြစ်ဖြစ်သူမက်ခဲ့တဲ့အိမ်မက်မှန်မှန်မှန်တော့မသိပါအဲ့ဒီကောင်မလေးကိုတော့တွားပြီးတတိပေးရမယ်တတိမပေးမိရင်တော့နောက်မှနောင်တရမိမှာလို့သူကစိုးရိမ်မိတယ်သူ့ရဲ့အတွေးတွေကလည်းလေးလာတယ်ဒီခိုကြပြီးရင်တော့အပြင်သွားမယ်ပြီးရင်တော့မိန်းကလေးနေတဲ့ရွာကိုတွားပြီးတတိပေးရမယ်ပြီးရင်တော့သူလှုပ်ဆောင်ရမယ်တာဝန်ပြီးဆုံးပြီလို့သတ်မှတ်ရမှာပေါ့လို့သူ့ကိုယ်သူတတိပေးမိတော့တယ်ကိုမြင့်မောင်ဖိုးထိုးတာကိုရက်လိုက်လေတော့တယ်ပြီးနောက်ရေချိုးရန်ထားလိုက်တယ်ရ ေမိုးချိုးကတန့်စင်ပြီးရွာထဲသို့ထွက်လာခဲ့တယ်။သူ့ရဲ့အိမ်ကရွာထဲနဲ့ဆယ်မိနစ်လောက်ရှောက်ရင်တော့ရောက်တယ်။သူလျှောက်လာရလမ်းတစ်လျှောက်တွင်တော့စဉ်းစားလာခဲ့တယ်။သူရွာထဲသို့ရောက်ပြီးသူမြင်လိုက်ရတော့အိုင်းမိန်းကလေးရဲ့အိမ်ကိုတွေ့ရပြီဖြစ်တယ်။ထွက်ခါကိုမြင့်မောင်ကခြံဝမှမိနေရေမိနေဆီရလီကျမတို့ကဒီမှာ ကိုမြင့်မောင်လည်းကျမတို့ကဓမ္မလို့ဆိုလိုက်တာကိုကြား၍တယောက်တည်းမဟုတ်ဟုဆိုတာကိုတိလိုက်ကြလိုက်သည်အတန်လာယာစီကိုကြည့်လိုက်ပြီး channel တို့ဝင်သွားလိုက်တယ်ထွက်ကခေပင်အောက်တွင်ထိုင်ကုန်အဝိုင်းကလေးနားတွင်မိန်းနှင်းအတူအမျိုးသမီးညက်ကိုတွေ့လိုက်ရတယ်လားဆရာလေးကိစ္စရှိလို့လားအေးဟုတ်တယ်ကိစ္စကအရေးကြီးတယ်တရေရှင်ရင်လောက်ကိုအရေးကြီးတယ်ဒီရက်ထမ်းမှာမိန်းနှင်းသွားလာလာတာတွေတတိထားပါသမီးမအန်ရရှိနေပြီအထူးသဖြင့်ရွာထိပ်ကထန်းနပင်နာကိုမသွားနဲ့ကိုမြင့်မောင်ပေါ်နေသောဇကားကိုမိန်းနှင်းကပါဇက်အဟောင်းသားဖြင့်နားထောင်နေမိတယ်သူ့ရဲ့ဘေးမှာရှိတဲ့တငငချင်းနှစ်ယောက်ကလည်းဆရာကို ြင့်မောင်ကိုကြည့်ကတယောက်ကမကျင်နဲ့တော့လေတဲ့ဖြင့်ဆီရလီရှင်မာရီလာပြောနေလေရှင်ရရှင်ဖို့ထိုးပြီးယူကြောင်မူကြောင်နဲ့တွေ့ရမြင်ရလေလာမပြောနဲ့ကျမတို့ကိုလာပြီးတော့မချောက်ပါနဲ့ရှင့်လှုပ်ရှင့်လှုပ်ပါကိုမြင့်မောင်မှသူ့ကိုရန်တွေးပြီးပြန်ပြောတဲ့မိန်းကလေးကိုမနှစ်လိုပွဲအကြီးဖြစ်ကြည့်လိုက်လို့ထွက်ခါနောက်တစ်ယောက်ကလည်းဆက်ပြီးတော့ဒီမှာဆီရလီ ဆီယံလေးကဘာမြင်ခဲ့လို့တော့ဘာကြောင့်လာပြောနေတာတော့ကျမတို့ကကြောက်တတ်တဲ့သူတွေမဟုတ်ဘူးနော်ဆီယံကိုမြင့်မောင်ကလည်းသူလာပြီးတော့သတိပေးုံသာလာခဲ့တာမဟုတ်ပါလားသူတို့နဲ့ရန်တွေ့ကျင်တဲ့စိတ်ကရှိနေသူလည်းမဟုတ်ပါရန်ပြင်းကျင်တဲ့စိတ်လည်းသူ့မှာမရှိယခုသူလာပြောတာသူမတို့ကနားမဝင်ဘူးနားမထောင်ဘူးမယုံဘူးဆိုရင်တော့သူလာလန်းနိုင်ပြေုံကလွဲရင်တခြားဘာမှလည်းမရှိတော့ပါသူ့မှာကယုံမလို့လည်းပြောနိုင်တဲ့အင်အားလည်းမရှိဘူးလေသူကသာလာပြီးသတိပေးုံပဲလုပ်တာတားပိုင်ခွင့်အမိန့်ပေးပိုင်ခွင့်လည်းမရှိဘူးကိုမြင့်မောင်လည်းသူတို့နဲ့အခြေအတင်မပြောတော့ဘဲနောက်သူလှည့်ကပြန် ်လာလိုက်လေတော့တယ်။ထန်းတပင်ရွာမှပြန်လာခဲ့သောစပိန်သုံးစီးပြိုင်စီးကနင်းလာလေတော့တယ်။တဖြည်းဖြည်းနီးလာတဲ့အခါပေါင်မလေး၃ယောက်ဖြစ်နေတာကိုတွေ့လိုက်ရတော့တယ်။သူတို့၃ယောက်ထန်းတပင်ရွာကိုအလှူတစ်ခုကြောင့်စပိန်ပြည်လာကြတာ။သူတို့နေတဲ့ကိုင်းတော့ရံနဲ့ကနှစ်မိုင်ကျော်သာဝေးတာ။ရွာထိပ်ပိုင်းတွင်ထမ်းမင်များဖြစ်စီစီကြီးရှိနေတဲ့သူတို့ရွာရဲ့အလှတရားပဲမဟုတ်ပါလား။ထွက်ကဘေးမှာမိစုကမိနဲ့အလူကချက်ထားတဲ့ဝသားတုံးကြီးတွေကလည်းအရန်စားကောင်းတာပဲနော်။ ဟုတ်တယ်မိန်းန်းပြောတာမှန်တယ်ငါလည်းစားကောင်းကောင်းနဲ့စားလိုက်တာနှစ်ဘက်ကံတော့ကုံသွားတယ်ဘေးတစ်ဖက်ကစီးလာတဲ့မိပန်းကလည်းပြောလိုက်လေတော့တယ်မိန်းန်းကထောက်ခံလိုက်တယ်ဟုတ်တယ်နင်တို့ပြောတာငါဝင်ခံတယ်ငါလည်းနှစ်ဘက်ကံတော့ကုံသွားတာသူတို့သုံးဦးစပိန်ကိုစီစီးကရွာတိုင်းတဖြည်းဖြည်းချင်းနင်းလာလေတော့တယ်နည်းနည်းချင်းနွေထွက်ခါစားဖြစ်၍စပိန်ကနင်းလို့ကောင်းနေတယ်တချို့နေအောင်ကထမ်းမင်ထက်လက်တေချာမှဖျားကြကသူမတို့ရဲ့ကိုပေါ်ကိုရိတ်ခနဲ့ရိတ်ခနဲ့ဖျက်ခါကြံခဲ့လေတော့တယ်မကြခင်မှာပင်သူတို့နေတော့ရွာလန်းထိပ်သို့ရောက်လာခဲ့လေတော့တယ်ရွာနာဆောက်ရောက်တာနဲ့ထမ်းမင်တဲ့ကကျူးစူးနေ တော့တယ်ထိုထမ်းမင်တော်က၃လင်းပင်စားတစုနှစ်ပင်စားတစုဖြစ်၍ရွာထဲသို့အဝင်ရွာသို့အရောက်တွင်တော့ထမ်းမင်နှစ်ပင်သာရှိတော့တယ် ၎င်းတို့နင်းလာတဲ့စပိန်ကလည်း၎င်းထမ်းမင်နာတို့အရောက်တွင်တော့အလဲမနင်းလာတဲ့စပိန်ဖြစ်တယ်။မီနန်းစပိန်ကိုနောက်မှဆောင်းကဆွဲလိုက်လေတော့တယ်။ထွက်ကစပိန်ပေါ်မှာမီနန်းကလက်ကင်ကိုမထိနိုင်တော့ပဲစပိန်မှာလွတ်စင်ကဘေးရှိကြောက်တုံးတုံးနဲ့ဂျူဆောင်းနဲ့ရိုက်မိကနေရာမှာပင်လဲကျသွားလေတော့တယ်။အဲ့ခါမှာမီဆူးနဲ့မီပန်းကရှေ့ကိုရောက်သွားလေတော့တယ်။ဒုတ်ဟူသောအတန်ကြားမှသူတို့ရဲ့တငယ်ချင်းမီနန်းတယောက်စပိန်ပေါ်မှာကြကြံခဲ့တာကိုသိလိုက်ရလေတော့တယ်။သူတို့လည်းစပိန်ပေါ်ကဆင်ကမီနန်းရှိရာကိုပြေးလာလိုက်တော့တယ်။မီနန်းမီနန်း ဲ့ဒါလို့အခေါ်နေမိတယ်ထွာကမိန်းန်းကမကြားနိုင်တော့ပါသူမကဂျိုဆောင်နဲ့ကြောက်တုံးနဲ့ထိုက်မိထားတဲ့ဒဏ်ရာကြောင့်နေရာမှာပင်ချက်ချင်းသေဆုံးသွားတာသူတို့သိနိုင်လိမ့်မည်မှမထင်ပါထွာကသူ့ကိုရွာထဲမှလူများကိုခေါ်ကအိမ်သို့တိုက်ဆောင်လာကြတယ်ရွာထဲသို့ရောက်တော့ကြက်မိုင်မှုနှင့်ပြကြည့်တဲ့အခါမှာ ။မိန်းန်းကအသက်မရှိတော့ပါ။ယနေ့မိန်းန်း၏အလောင်းတကြုံမှာပဲဖြစ်တယ်။ရွာထိပ်ရှိတင်ညာရဲ့ထင်းမုံပေါ်တွင်အလောင်းကိုတင်ထားတယ်။ရွာထဲကလူတွေကလည်းရောက်လာတယ်။မိန်းန်းနဲ့အဖေနဲ့အမေကတော့မျက်ရည်များမစင်နိုင်အောင်ဝင်သမီးကိုကြည့်ကစိတ်မကောင်းဖြစ်နေမိတော့တယ်။ထွက်ကအမေကဖြစ်ရလေသမီးရဲ့ဘယ်ဘဝဝကြွေးတွေများအကြောင်းအခုလိုအသက်ငယ်ငယ်နဲ့တည်ရတာလဲကွယ်။အမေရင်နေလဲမကောင်းလိုက်တာ။တိတ်ပါမိဝေရဲ့သမီးလေးရဲ့ကံကဒါတော့ပဲပါလာလို့ဒီမြပဲနေတာပေါ့လို့မှတ်လိုက်ပါ။ တို့တွေကနောင်ဘွားမှာဓာတ်ထည့်အသက်ရှိရှိနေနိုင်အောင်လို့ဆူတောင်းပေးရမှာပေါ့မိန်းရဲ့အဖေကလည်းအမေကိုနှစ်သိမ့်စကားဆို၍အားပေးလိုက်လေတော့တယ်မိရှူရန်အချိန်ကိုသူတို့အားလုံးစောင့်နေကြတယ်ထွဲကရွာထဲမှာလူတယောက်ပြေးလာနေတာဘယ်သူမှမသိလိုက်ပါ၎င်းလူကတင်းကြိုင်းနာသူရောက်တော့လူရှင်းတဲ့ဘက်အလောင်းဤချင်းဘက်တွင်ရောက်လာပြီးပန်ဝင်းကျင်ကိုမျက်လုံးကစားကပက်ပက်လေကြည့်နေမိတော့တယ် ထို့နောက်အလောင်းကြီးခေါင်းဝင်းဘက်တွင်မိနှမ်းမိဘများကိုငိုနေတာကိုတွေ့လိုက်ရတယ်တော့လေ။လွာခါထိုလူကမိနှမ်းရဲ့မိဘများတစ်ပေတွင်သူမရဲ့တငယ်ချင်းနှစ်ယောက်ဖြစ်တဲ့မိစုနဲ့မိဘန်းကိုကြည့်လိုက်တယ်။ထိုအခါမိစုနဲ့မိဘန်းကလည်းသူ့ကိုကြည့်နေမိတော့တယ်။သူတို့ကလည်းတစ်ချက်ကြည့်ပြီးတော့မိနှမ်းဘက်ကိုပြန်ကြည့်မိတော့တယ်။ထွက်ချိန်မှာပဲရာသကြီးနဲ့ဆရာဆရာမများကအမိန့်စာများဖတ်နေတာကိုကြားနေရတယ်။အဲ့နောက်အမိန့်စာဖတ်ပြီးမီးရှို့ရန်အချိန်ကျရောက်လာ၍ရာသကြီးကမီးတို့ကိုကိုင်ကမီးပုံရဲ့အလဲသို့ထိုးထည့်လိုက်မိတော့တယ်။မီးညို့မီးပန်းများဖြာထွက်ကမီးပုံပပက်လဲတွေပုံကြီးတစ်ခုဖြစ်သွားလေတော့တ ်။ထိုအခါအလောင်းကိုကျိုးများခြိထားရကပြုတ်ကြပြီးနောက်အလောင်းမှာခေါင်းဘက်မှဆ ảy ွေကြွတ်တက်လာတော့တယ်။ထိုကြွတ်တက်လာသောအလောင်းသည်ဆရာလေးရှိသောသူမ၏ချင်းဘက်သို့မျိုးလုံးများပွင့်လာသလားထင်ရလောက်အောင်ခေါင်းထောင်မီကြည့်နေတယ်လို့ထင်ရတယ်။ဒါကိုဆရာလေးကိုမြင့်မောင်ကမြင်လိုက်တယ်။ထိုအခါကိုမြင့်မောင်ကမိန်းရဲ့ငါနှင့်ကိုအချိန်မီတတိလာပေးပါတယ်။ဒါပေမဲ့နင်တို့ကမယုံတော့ ငါလည်းဘာမှမတတ်နိုင်ပါဘူးပြီးတော့တည်ခြင်းတရားဆိုတာကလည်းငါဘလာဥပေတာတရမှာမဟုတ်တဲ့အတွက်ငါလည်းဘာမှလုပ်ပြနိုင်မှာမဟုတ်ဘူးနင်တို့ကငါကဒါပဲပြောနိုင်တယ်မဟုတ်လားလို့ကိုမြင့်မောင်ကစိတ်ထိခိုက်စွာဝမ်းနဲ့လျက်ပြောနေမိတော့တယ်သူကအလောင်းကမိလောင်မှုပြီးဆုံးသွားကပြန်ကျသွားလိတော့တယ်ဒါပေမဲ့အလောင်းကမိသာရှုတယ်သူမရဲ့ခေါင်းဘက်ကအလင်းနဲ့တစ်ခုကထွက်သွားတာကိုကိုမြင့်မောင်ကလွဲ၍ဘယ်သူမှမမြင်ရပါသူကအလောင်းမှာမိလောင်မှုပြီးဆုံး၍အလောင်းကပြန်သွားလိတော့တယ်ကိုမြင့်မောင်ကတော့မပြန်သေးပဲရှိနေတယ်သူကသူ့ရဲ့နားသို့မိနှဲရဲ့မိဘနဲ့တငယ်ချင်းနှစ်ယောက်ရောက် လာပြီးမိန်းရဲ့အဖေကဆရာလေးဆရာလေးဘာမှစိတ်မကောင်းမဖြစ်ပါနဲ့ဆရာလေးလာတတိပေးတာဒီကတငယ်ချင်းတွေကရန်လုတ်လွတ်လိုက်တာကျွန်တော်တို့သိလိုက်တယ်ဒါကလည်းဒီကမိစုနဲ့မိဘန်းတို့ပြောပြတာပါထွက်ကမိစုနဲ့မိဘန်းကဆရာကျွန်မတို့စော်ကားမိတာဆရာကိုအထင်လဲပြီးတော့ပြောတာတွေကိုတောင်းပန်ပါတယ်နော်ရပါတယ်ကွယ်ဆရာလေးဖိုးထိုးရင်းနဲ့ဒီအဖြစ်အပျက်ကိုမြင်လို့ကြားလို့လာပြီးတော့တတိပေးတာပါဆရာအနေနဲ့ကလည်းတတိပေးတာပဲလုပ်လို့ရတာပေါ့ပြောလို့ရတာလေဒါကလည်းသူတို့ရဲ့ကံပေါ့ ဒါနဲ့သူသေးတဲ့နားမှာထန်းနေပင်ရှိတယ်မဟုတ်လားထွက်ကမိစုကဟုတ်တယ်ဆရာမိနဲ့လဲကြတာလေဒီထန်းနေပင်ကြာရောက်မှဖြစ်လာတာပါ ။ဆီယားလည်းအိမ်မက်ထဲမှာဒီထန်းနပင်ကိုမတင်ငါဖြည့်လို့ကြိလိုက်မိတာ။ပြီးတော့မီနဲလည်းဒီထန်းနပင်မှာစောင့်နေရတဲ့အဆောင်ကဆွဲလိုက်သလားလို့ရိတ်ခနဲတောင်တွေးလိုက်တာ။ဒါကိုပြောဖို့လုပ်ခဲ့တာ။ဒီကသမီးတွေကဆီယားကိုပြောတော့ဆီယားလည်းဘာမှမပြောချင်တော့တာ။ဟုတ်ကဲ့ပါဆီယားရဲ့ကျမတို့တောင်းပန်ပါတယ်။ရပါတယ်လို့ပြောပြီးတော့ဆီယားကိုမြင့်မောင်လည်းအန်ချက်ချိတ်ကအိမ်သို့ပြန်လာခဲ့လေတော့တယ်။အိမ်ရောက်တဲ့အခါမှာတော့ချင်းရင်ဘက်တွင်ထောင်ထားတဲ့ပစိန်ကိုယူပြီးတော့ထန်းနပင်ရှိရာကိုလာခဲ့လေတော့တယ်။ထန်းနပင်နားသို့ရောက်တဲ့အခါလက်တွင်ပါလာတဲ့ပစိန်ဖြင့်ခုတ်လေတော့တယ်။ဆီယားကိုမြင့်မောင်ကထန်းမင်းကိုပစိန် င်းပြေခုတ်တာခုတ်တာထမ်းမင်မအရာမထင်းမဲလေထဲမှာပဲဝဲနေတော့တယ်ပတ်စိန်ရဲ့အသွားကထမ်းမင်ပေါ်ကြားရောက်တော့အခါရိုက်နေတယ်လို့ဖြစ်နေတယ်ကိုမြင့်မောင်မှမကျင်တဲ့အတိုင်းပတ်စိန်ပြေခုတ်နေတာအချိန်ကြာလာတော့မောလာတယ်ပြီးတဲ့နောက်ဘလို့ပြင်းမမသိ၎င်းထမ်းနှပင်သားတွေအမောဆိုပြီးခွခွလေးလဲကြသွားလေတော့တယ်တွေ့အခါတခြားယောက်ကပြန်လာတဲ့လူနှစ်ယောက်ကလည်းထမ်းနှပင်သားတွေခွခွလေးလဲနေတဲ့ဆရာမြင့်မောင်ကိုတွေ့လိုက်တဲ့အခါဟာဆရာပါလား ဟုတ်တယ်ဟုတ်တယ်ဒါကြီးဒိုးရွာကဆရာပဲမြင်မြင်လာဘာဖြစ်တာလဲမသိဘူးသူ့လက်ထဲမှာလည်းပစိမ့်နဲ့ဘာလောက်တာလဲမသိဘူးလို့ပြောကရွာသားနှစ်ယောက်ကထမ်းမင်ကိုကြည့်လိုက်လေတော့တယ်ဟင်ဟိုမှာထမ်းမင်ကိုခုတ်ထားတဲ့အရာတွေတွေ့တယ်ဒါဆိုဆရာကထမ်းမင်ကိုလာခုတ်တာဖြစ်မယ်ထောကအခြားရွာသားများကလည်းဘာကြောင့်ထမ်းမင်ကိုလာခုတ်တာလဲမသိဘူးနော်အเจ้าတခုခုတော့ရှိလိမ့်မယ်သူတို့ပြောပြီးကိုမြင့်မောင်ကိုရွာထဲကိုထမ်းပြီးခေါ်သွားလေတော့လေရွာထဲရှိကျမကြီးမူအိမ်ကိုရောက်တော့ဆရာဆရာကြီး ဆရာဒီမှာလူနာပါတယ်လာကြည့်ပြပါဦးထွက်ကအိမ်ထဲမှာလူတယောက်ထွက်လာတယ်အိမ်ရှိကုပြပေါ်တွင်ချထားတဲ့ဆရာလေးကိုမျက်မှောင်ရဲ့လက်ကိုကောက်ပြီးကိုင်းလိုက်တော့သွေးခုံတုံးကိုဆန့်ကြည့်လိုက်တယ်လူနာကမောပြီးတော့မေ့လေသွားတာပါဘာမှတော့မဖြစ်ပါဘူးကျွန်တော်သူ့ကိုဆေးလုံးထိုးပေးလိုက်ပါမယ်ပြီးတော့အိမ်မှာပိတ်အိတ်လိုက်ပါ မကြခင်ပြန်ပြီးတတိယလာပါလိမ့်မယ်ဟုတ်ကဲ့ပါဆရာရွာသားနှစ်ယောက်လည်းဆရာကိုမြင့်မောင်ကိုပြန်ထန်းကခေါ်လာခဲ့နေတော့တယ်ဆရာနေတဲ့အိမ်သူပိုးပြီးတတိယတဲ့အထိစောင့်နေမိတယ်ရွာသားနှစ်ယောက်လည်းကိုမြင့်မောင်တတိမရသေး၍စောင့်နေရင်စောင့်နေရင်နဲ့မကြခင်မှာပဲကိုမြင့်မောင်ကတတိယလာတယ်ဟင်းဟဲ့ကောဆရာလေးတတိယလာပြီထွားကရွာသားတဦးကကိုမြင့်မောင်နားကိုလာပြီးတော့ဆရာလေးဆရာလေးတတိယလာပြီလားဘယ်လိုဖြစ်တာလဲဗျာဆရာလေးရေမသေးကောင်းမပြောင်းကောင်းပဲတော်သေးတာဗောကျွန်တော်တို့နဲ့တူလို့မဟုတ်ရင်တော့ဆရာလေးဘယ်ချိန်ထိတတိမိနေမလဲမသိဘူး ကျန်သောရသားကဆရာလေးကိုမျက်မှောင်ကိုသာကြည့်နေမိတော့တယ်။ကိုမျက်မှောင်ကဘာမှမပြောဘဲသူတို့ကိုသာစူးစိုက်ရကြည့်နေတော့တယ်။ထွာကရသားနှစ်ယောက်ကလည်းဒုတိယကြိမ်ထက်မှန်၍ဆရာလေးမင်းနေတယ်လေ။ဘလို့ဖြစ်တာလဲလို့ကျွန်တော်တို့ကူညီလို့ရရင်ကူညီရအောင်ပါ။ထိုးသူပြောပြီးဆရာလေးရဲ့မျက်နှာကိုအကဲခတ်ကြည့်လိုက်တယ်။ဆရာလေးကလည်းဘာမှပြန်မပြောတော့ဘဲသူတို့ကိုသာစိုက်ပြီးတော့ကြည့်နေတော့တယ်။ရသားနှစ်ယောက်ကလည်းဆရာလေးသူတို့ကိုဘာမှပြန်မပြောဘဲစိုက်ကြည့်နေတာကိုတွေ့လိုက်ရတော့တယ်။မျိုးလုံးများမကလည်းပုံမှန်မျိုးလုံးမဟုတ်ဖဲမျိုးလုံးများလဲနေတယ်လို့တွေ့လိုက်ရလေတော့တယ်။အမေကလည်းဖြစ်မိတယ်။ယခုထိသူတို့မိတာကိုလည်းဘာမှပြန် ်မပြောဘဲဖြစ်နေတဲ့အတွက်အမလို့အမရဖြစ်မိတယ်ထွက်ခါရွာသားကလည်းထပ်ပြီးတော့တတိယကြိမ်ထပ်ပြီးဆီရလေးဘယ်လိုဖြစ်နေတာလဲတခုခုပြန်ပြောလေဒါပေမဲ့ဆီရလေးကိုမြင့်မောင်ကတော့နှုတ်ဆက်လျက်သူတို့ကသာတွင်တွင်ကြီးကြည့်နေတော့တယ်နောင်တွင်လည်းဘသူကမှစကားပြောတော့မီမဟုတ်ကြောင်းရွာသားများတိသွားကြလေတော့တယ်ဇလဲလေးကဒီမာရင်ပြီးဆုံးသွားပါပြီရှင်ဇလန်လေးကိုရေးသားပေးတဲ့မွေးရင်တန်းရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်